မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းလိုက်ပါလာတဲ့လေရင်ထွက်ခွာပြီးတော့နှစ်နာရီဝန်းကျင်အကြာမှာနေပြီးတော့လေစိတ်လေရင်ပြေးလမ်းမှာမိုက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာဒီကနေ့ November လ9ရက်နေ့မနက်6:30မိနစ်အချိန်မှာ MAI အထူးလေရင်ဖြစ်တဲ့ Airbus 319 HYALK နဲ့တရုတ်နိုင်ငံကူမင်းမျိုးကိုထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုင်းထွက်ခွာသွားပြီးတဲ့နောက်ဒီကနေ့မနက်7:30မိနစ်အချိန်မှာနေပြည်တော်အေလာလေရင်ကွင်းပြေးလန်းတဲ့ကာလန်ကြားမှာမိုင်းပေါက်ကွဲခဲ့ကြောင်းစစ်တပ် lobby channel တစ်ခုဖြစ်တဲ့ KRPL ကသတင်းဖော်ပြထားပါတယ်။စစ် lobby channel တစ်ခုဖြစ်တဲ့ People Media ကလည်းဒီကနေ့မနက်7:55မိနစ်အချိန်မှာနေပြည်တော်အေလာလေရင်စခန်းကိုလာရောက်တိုက်ခိုက်တဲ့ fixed wing drone အသေးခံ drone နှစ်စင်းကိုစစ်တပ်ကလေးစက်ရဲ့ပြင်ပ area မှာပစ်ချနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။နေပြည်တော်အခြေစားတော်လိုင်းအိတ်တပ်သတင်းအမြင့်တစ်ခုကလည်းနေပြည်တော်အေလာလေရင်ကွင်းမှာပောက်ကွဲမှုဖြစ်ပွားကြောင်းအတည်ပြုပြီးတော့အသေးစိတ်ကိုတော့ထုတ်ပြန်ချက်အဖြစ်နဲ့ထွက်လာပွဲရှိတယ်လို့သိရပါတယ်။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်ဝန်ကြီးချုပ်လီရှန်းရဲ့ဖိတ်ကြားချက်နဲ့ နိုဗ ెంబ ာလ6ရက်နေ့ကနေနိုဗ ెంబ ာလ9ရက်နေ့အထိကုမင်းမှာကျင်းပမယ်မဲခေါင်နိုင်ငံများအစည်းအဝေးကိုတက်ရောက်မှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့နိုဗ ెంబ ာလ9ရက်နေ့ညနေပိုင်းကနေနိုဗ ెంబ ာလ9ရက်နေ့အထိချောင်းချင်းမြို့ကို၎င်းနိုဗ ెంబ ာလ9ရက်နေ့ကနေနိုဗ ెంబ ာလ10ရက်နေ့အထိရှမ်းချမ်းမြို့ကို၎င်းတက်ရောက်မှာဖြစ်တယ်လို့သိရပါဗျ။နိုဗ ెంబ ာလ10ရက်နေ့ညနေပိုင်းမှာနေပြည်တော်ကိုပြန်လည်ဆိုက်ရောက်မှာဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။လွဲသွားတယ်ကွာ။ဘာပဲဖြစ်ဖြစ်အဲ့ဘုံတန်လေးပါလေးကြားလိုက်ရမှာအဲ့ကြားမှာရင်းနေပိုင်းတုံပြီးနေသွေးတက်သွားအောင်လို့ဟမ် ကဲဒီတစ်ခါမရလဲနောက်တစ်ခါပေါ့ကွာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိမ့်မှာအမြင့်မဲဆိုင်ရေးသွင်းထားသူများပြည်ပထွက်ခွာခွင့်မပြုစေရေးဂရုပြုစီစစ်တားဆီးတင်းကျပ်ရန် အကြမ်းဖက်စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကြံကအမိန်ပေးညွှန်ကြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့လာဝကဝန်ကြီးမြင့်ကြံကရန်ကုန်လေဆိပ်ကိုတွားရောက်ပြီးတော့လာဝကဝန်ထမ်းများကိုတွေ့ဆုံပြီးအမြင့်မဲစည်ရင်တွဲထားသူများပြည်ပကိုထွက်ခွာခွင့်မပြုမိစေရေးစနစ်တကျစီစစ်တားဆီးနိုင်ရေးအတွက်အလေးနက်ထားပြီးတော့ဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားထားပါတယ်။ လုံခြုံရေးအသည့်လုံခြုံရေးသတိရှိကြရန်အမိန်ပေးညွှန်ကြားထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်အကြမ်းဖက်စစ်ကောင်စီကထင်ရှားကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်များကိုလည်းကြိုတင်တင်ပြခွင့်ပြုချက်မရှိဘဲနဲ့ပြည်ပကိုထွက်ခွာခွင့်မပြုရန်လဲညွှန်ကြားထားပြီးတော့၎င်းတို့ကိုတော့အမည်မဲစည်ရင်သွင်းခြင်းမဟုတ်ဘဲစောင့်ကြည့်ခွင့်ပြုရမယ်စည်ရင်ထဲမှာထည့်သွင်းထားခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်နိုဝင်ဘာလ3ရက်နေ့ကနာမည်ကြီးရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့အောင်တမာရီရွှေဆိုင်ပိုင်ရှင်ဦးအောင်ဆန်းဝင်းဟာမန္တလေးပြည်ပဆိုင်ရာ၄စိတ်ကနေတဆင် MAI အပြည်ပဆိုင်ရာမြန်မာ၄ချောင်းလိုင်း လေရင်အမှတ် XYALP E190 ခရီးစဉ်အမှတ် 8M337 နဲ့ထိုင်းနိုင်ငံတူနာဘူမိ၄စိတ်ကိုတွားရောက်ရန်စူးစမ်းတဲ့အချိန်မှာစစ်တပ်က၎င်းရဲ့နိုင်ငံကူးလက်မှတ်ကိုတင်းစီပြီးတော့ မင်းအိမ်ကိုပြန်ခိုင်းလိုက်တယ်လို့သိရပါတယ်။ရွှေစည်းကစားမှုနဲ့အောင်သမားရိရွှေဆိုင်ပိုင်ရှင်ဥအောင်စန်းဝင်းကိုစစ်ကောင်စီကဖမ်းဝရမ်းထုတ်ပြီးတော့ပြည်ပထွက်ခွာခွင့်ပိတ်ထားတဲ့အမည်မဲစရင်တွေကိုတွင်းထားကြောင်းသိရှိရပါတယ်။စစ်တပ်ရဲ့အမည်မဲစရင်တွေမှာ CDM လုံထားတဲ့ဝန်ထမ်းများစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ဆောင်ပြီးတော့ထောင်ဒဏ်ကြခံခဲ့ရတဲ့အမှုပညာရှင်များစစ်အာဏာရှင်စန့်ကျင်ရေးနိုင်ငံရေးသမားများရခင်က NLD လွတ်တော်ကိုယ်စားလှယ်တချို့ စီးပွားရေးဆိုင်ရာပြစ်မှုကျူးလွန်တယ်လို့စစ်တပ်ကသတ်မှတ်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်များစစ်အာဏာရှင်ဆန့်ကျင်ရေးတရင်သမားများစစ်တပ်ကိုဆန့်ကျင်တဲ့နိုင်ငံရေးတပ်ကြွလှုပ်ရှားသူများအပါအဝင်လူပုဂ္ဂိုလ်များစွာပါဝင်နေတယ်လို့သိရပါတယ်။အဲဒီဆိုင်ရင်ကိုစစ်ထောက်လမ်းရေးနဲ့ပြည်ထရေးကထုတ်ပြန်ထားခြင်းဖြစ်ပြီးတော့လဝကထံကိုပေးပို့ထားခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာရန်ကုန်လေစိတ်မှာ PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုတ်ကိုင်းတွားရောက်လုတ်ကိုင်းနေမှုများကိုတားဆီးရန်စစ်ကောင်စီကညွှန်ကြားထားပြီးတော့အဲဒီညွှန်ကြားချက်ပေါ်မူတည်ပြီးတော့စစ်တပ်ရဲနဲ့လဝကတွေကပြည်ပထွက်ခွာလူသူများထံကနေပြီးတော့ ယောက်ကိုအ ਨੇ ဆုံး360တောင်းယူငွေညစ်ပြီးတော့ပြည်ပကိုထွက်ခွာခွင့်ပြုနေတဲ့ဈေးကွက်ကြီးဖြစ်ထွန်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ပဲကရိုးကျေးရွာမှာရှိတဲ့သခိုင်းတပ်ကတော်ဝင်းအတွင်းတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်ကူစစ်ကြောင်းများကိုတိုက်ခိုက်ခဲ့ရာစစ်သားအယောက်20ဝန်းကျင်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ4ရက်နေ့မနက်9:15မိနစ်ခန့်ကသခိုင်းမြို့နယ်ပဲကရိုးကျေးရွာမှာရှိတဲ့သခိုင်းတပ်ကတော်မှာတပ်ဆွဲနေတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားအများပြားတေဆုံးခဲ့ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက်တိုက်ခိုက်မှုကိုစစ်ကူပေးရန်အတွက်သခိုင်းမျိုးပေါ်မှာရှိတဲ့တပ်မ33ကစစ်ရင်တန်းနဲ့ထွက်ခွာလာခဲ့ရာလမ်းကြောင်းပိတ်ဆို့ဖျက်တော့ရေးအတွက်တာဝန်ယူထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားအများပြားတေဆုံးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်တပ်ကတော့ဝင်အတွင်းမှာရှိတဲ့စစ်သားများကျောင်းဘဝအရောက်မှာလဲမိုင်းတလုံးနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်းမှာအကြမ်းဖက်စစ်သားအယောက်၂၀ဝင်းကျင်တေဆုံးက ာအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တက္ကသိုလ်ထဲမှာက90ဝန်းကျင်လောက်တက်ဆွဲထားတာပါ။တိုက်ပွဲက15မိနစ်လောက်ပဲကြာခဲ့ပါတယ်။ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းကင်းနဲ့စုခွာနိုင်ခဲ့ပါတယ်။ကျွန်တော်တို့စကိုင်း PDF အနေနဲ့စစ်ကောင်စီရဲ့စစ်ရေးပြတ်မှတ်တွေကိုယခုတည်းပို့ပြီးတော့ စစ်စင်ရေးဖော်ဆောင်သွားမှာဖြစ်ကြောင်းအသိပေးလိုပါတယ်လို့စကိုင်း PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီစစ်စင်ရေးကိုစကိုင်း PDF နဲ့အတူမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့လင်းုံညီနောင်ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်မှာရှိတဲ့ကာစီရဲကင်းကိုအင်အားထပ်ဖြည့်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ၄ရက်နေ့မုံလွယ်တနအီခွဲအချိန်မှာမုံရွာခရိုင်အရာတော်တစ်ချင်းကြီးကနေထွက်လာတဲ့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်သားနဲ့ပြူစောထီးပူးပေါင်း130ဝန်းကျင်ကိုမုံရွာမြို့နယ်ကာစီကျေးရွာရဲကင်းကိုအရောက်မှာ60မမအစ်စ်3လုံးလက်လုံ3လုံးစုစုပေါင်း6လုံးနဲ့ရဲကင်းအတွင်းထဲကိုပြစ်ထည့် က်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်သိဆုံးမှုရှိနိုင်ပါတယ်ဘာလို့လဲဆိုရင်ရဲကင်းကကျင်းလဲကျင်းတယ်လို့ချက်ရောက်ပောက်ကွဲပြီးတော့အနေငယ်ကြမှသူတို့ကရမ်းပစ်နိုင်တာပါခါတိုင်းကသူတို့ကိုပစ်တာနဲ့တန်းပြီးတော့ပြန်ပစ်လိမ့်ရှိပါတယ်လို့ Snipe Rangers Post Local PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အချက်မဲ့စစ်ကောင်စီဘက်ကတော်လဲတပ်ဖွဲ့များထံကို60မမလက်နက်ကြီးပထမတလုံးချက်ရောက်ပောက်ကွဲပြီး9မိနစ်ဝန်းကျင်ကြာမှသာလက်နက်ငယ်များနဲ့ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Snipe Rangers Post Local PDF Hero Brother မုံရွာ Local PDF Black Dragon မုံရွာ Local PDF တို့ကပူပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကန့်ဘလူမြို့နယ်ကာဘိုးရွာအထိုင်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးအနားမှာရှိတဲ့ခြေရွာများကပြည်သူအယောက်၁၀၀နီးပါးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလ30ရက်နေ့ကစတင်ပြီးတော့ကာဘိုးရွာအထိုင်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြီစုရွာကြောက်တိုင်ရွာနဲ့ အိုင်ပေါင်းချောင်ရွာတို့ကိုဝင်းအောင်စီးနှင်းခဲ့ပြီးတော့ကြည်စုရွာနဲ့ကြောက်တန်ရွာကနေအိမ်900ခန်းကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအိုင်ပေါင်းရွာကအရက်သားပြည်သူ38ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။နိုဗ ెంబ ာလ1ရက်နေ့မှာဝတ်တိုးတာဝင်းမှုရွာကိုထပ်မံဝင်းအောင်စီးနှင်းခဲ့ပြီးတော့ နေအိမ်တရာနီးပါးကိုလည်းမိရှို့ဖြတ်စည်းကပြည်သူ၅ဦးကိုထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။မနေ့ကနိုဝင်ဘာလ၄ရက်နေ့မနက်10:15မိနစ်ခန့်မှာလဲကာဘိုပြူစောတီအထိုင်စခန်းကကားသုံးစီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဘူကြီးရွာကိုထပ်မံဝင်ရောက်စီးနှင်ခဲ့ပြီးတော့ကျေးရွာအတွင်းမှာပိတ်မိနေတဲ့အရသားပြည်သူ90ကျော်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေကပေါ်တာဆွဲပြီးဖမ်းဆီးနေတာပါ။ ကန့်ဘလူနယ်ကာဘိုးကနေပြီးတော့ကားကြီးတွေနဲ့ထွက်လာတဲ့စစ်ခွေးတွေကမနေ့ကကြည်စုရွာနဲ့ညောင်မေစိတ်ရွာကပြည်သူများကိုလိုက်လံဖမ်းဆီးတာတွေကိုလည်းလှုပ်ဆောင်နေခဲ့ပါတယ်။ထန်းကုန်းကနေထွက်လာတဲ့စစ်ခွေးကား9စီးက ညောင်ပင်စိတ်ကိုရောက်ရှိနေတဲ့ဘူကြီးရွာကပြည်သူတွေကိုလည်းတင်ကားတိုက်ရင်633 6ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်တယောက်မှပြန်မလွတ်ပေးသေးဘူးလို့ဒေတာရင်းစီရေးတရင်အင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ6ရက်တာအတွင်းမှာကျေးရွာ3ရွာကပြည်သူပိုင်းနေအိမ်800နီးပါးကိုမိရှုဖျက်ဆီးခဲ့ပြီးတော့အရသာပြည်သူတရားနီးပါးကိုလည်းပေါ်တာဆွဲဖမ်းဆီးက633 6တင်ကားတိုက်ရင်ထဲမှာလက်ရှိအချိန်ထိဖမ်းဆီးထားကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဒက္ခိဏသီရိမျိုးနယ်ဒွန်းရွယ်ကျေးရွာအုပ်စုအောက်မှာရှိတဲ့ကျေးရွာတရွာကိုငွေကျပ်300နှောင်းနဲ့စစ်မှုထမ်းမိသားစုများကိုထောက်ပို့ရန်ပြည်သူများထံကနေပြီးတော့အတင်းအကျပ်ငွေကြေးများကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ1ရက်နေ့မှာနေပြည်တော်ဒက္ခိဏသီရိမျိုးနယ်ဒွန်းရွယ်ကျေးရွာအုပ်စုမှာကျေးရွာအုပ်ချုပ်ရေးမှူးဦးချင်းနဲ့ကြပ်ဖို့ပါတီဝင်ဟောင်းကြော်နိုင်ဝင်းတို့ကဥဆောင်ပြီးတော့ပြည်သူစစ်မှုထမ်းထောက်ပံ့ရေးအစည်းအဝေးကိုခေါ်ယူခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်မှုထမ်းရမယ့်သူများနဲ့မိသားစုဝင်များကိုငွေကြေးထောက်ပံ့ရန်ဆိုပြီးတော့လာ စဉ်ငွေကြေးကောက်ခံသွားရန်ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီဆုံးဖြတ်ချက်အရဒုံးွယ်ကြေးရွာအုပ်စုအောက်မှာရှိတဲ့ဒုံးွယ်ကြေးရွာရွာတဲ့ကြေးရွာနဲ့ရဲရီကြေးရွာမှာရှိတဲ့ပြည်သူများထံကနေပြီးတော့တအိမ်တော်ကိုငွေကြက်2000စီလက်စင်ကောက်ခံပြီးတော့တရွာကိုငွေကြက်300ပြည့်မီစေရေးအတွက်ကောက်ခံပေးရန်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးချင်းနဲ့ကြံ့ဖို့ကျော်နိုင်ဝင်းတို့ကဖီအားပေးချင်းချောက်လာတယ်လို့သိရပါတယ်။ကြန့်ခိုင်ရေးပါတီဝင်ဟောင်းကျော်နိုင်ဝင်းနဲ့ဦးချစ်ဆိုတဲ့သူနှစ်ဦးတို့ကဥဆောင်ပြီးတော့တရွာကို300နှုံးနဲ့လက်စင်ပြည့်မီအောင်ကောက်မယ်။ရွာ၃ရွာမှာရှိတဲ့အိမ်တိုင်း လာစဉ်ငွေ2000ထည့်ဝင်ရမယ်ပေါ့ကျော်နိုင်ဝင်းကကြက်ဖို့ပါတီမှာအရင်တော့ကလုတ်ခဲ့မှုတယ်စမှုလေယာကထိုဆက်ရိတ်ချွေဆက်တွေကိုသူ့အပိုင်ဆက်တွေလိုမျိုးငှားကယူပြီးတော့အငှားချစားနေခဲ့တာ အရင်ကတည်းကဖို့အကြီးစားကြီးဥချက်ဆိုတာကကြေးရွာရဲ့အုပ်စုဥက္ကဋ္ဌလို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်ကြေးရွာပြည်သူများဟာလက်ရှိသဘာဝဘေးအန္တရာယ်များပေါ်တာဆွဲခြင်းအန္တရာယ်များကြောင့်အလို့အကင်ကောင်းမွန်ခြင်းမရှိတဲ့အချိန်မှာအခုလိုမျိုးငွေကြေးအတင်းကျပ်ကောက်ခံလာမှုများကြောင့်အခက်အခဲဖြစ်နေရတယ်လို့သိရပါတယ်ဒုံးလွယ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုကတရွာလျင်ငွေကြက်သိန်းတရာကိုစစ်မှုထမ်းအပတ်စဉ်တိုင်းကိုထောက်ပံ့ရန် လကုံပြီးတိုင်းတတ်မှတ်ရ9ရက်အတွင်းမှာအပိသက်ကောက်ယူမှာဖြစ်ပြီးတော့အိမ်တော်စုများအားလုံးမဖြစ်မနေပါဝင်ထက်ဝင်ရမယ်လို့ချိန်ချောက်ဖိအားပေးနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ